်မင်္ဂလာပါရှင်ကျမတော်ငုခတ်တာပါ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါရမယ်အပြစ်မဲ့ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေတိကျပျက်စီးအောင်နေ့စဉ်ဖုံးကျဲတိုက်ခိုက်နေတဲ့စစ်ကောင်းဆောင်ကတရားသောစစ်ကိုတိုက်ပွဲတွေဆက်လက်ဖော်ဆောင်သွားမယ်လို့ဆိုပါတယ်မတ်လ29ရက်နေ့မှာပြုလုပ်တဲ့နှစ်80ပြည့်တက်မတော်နေ့အခမ်းအနားမှာပြောခဲ့တာဖြစ်ပါတယ် နေမီဒေတာလိုက်အာနာရဖို့စူးစမ်းနေတဲ့အကြမ်းဖက်တောင်းကျမ်းသူတွေရဲ့တိုက်ခိုက်မှုတွေကြောင့်အပြစ်မဲ့ပြည်သူတွေရဲ့အသက်အိုးအိမ်စီးဆင်းဥစ္စာတွေနဲ့မြို့ရွာတွေပျက်စီးခဲ့တာကြောင့်ပြည်သူတွေကယွန်းရှာမုန်းတီးနေပြီးဖြစ်တယ်လို့လည်းစက်ကောင်းဆောင်ကဆွဆွဲပြောဆိုပါရယ် ဒါကြောင့်အပြစ်မဲ့ပြည်သူတွေအပေါ်အကြမ်းဖက်တိုက်ခိုက်နေမှုတွေကိုလက်မခံနိုင်သလိုဒုတာဝန်အရေးသုံးပါးကိုထိပါလာတဲ့လက်နက်ကင်အကြမ်းဖက်လမ်းစဉ်တွေကိုလည်းလုံးဝလက်သင့်ခံလို့မရတာကြောင့်တပ်မတော်အနေနဲ့ပြည်သူလူထုတရက်လုံးရဲ့ပူးပေါင်းပါဝင်မှုနဲ့တူတရားသောစစ်ကိုဆက်လက်ဆင်နွှဲသွားမှာဖြစ်တယ်လို့ပြောပါရယ်။ တက်မတော်အနေနဲ့အကျန်းဖတ်လမ်းစဉ်ကျင့်သုံးပြီးအကြက်ကင်တောင်းဆိုတဲ့ဖြစ်စဉ်တိုင်းမှာအလျှော့ပေးလက်ခံခဲ့တဲ့အစံလာမရှိခဲ့တာကြောင့်ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစဉ်ကိုကာကွယ်ဖို့နဲ့ဒို့တာဝန်အရေးသုံးပါးကိုထိမ့်သိမ်းဆောင်ရှောက်ဖို့အတွက်တပ်ဖွဲ့ဝင်တွေအနေနဲ့အသက်စွန့်ပြီးတာဝန်တွေထမ်းဆောင်ရမယ်လို့လည်းဆိုပါတယ် စစ်ကောင်းဆောင်ကသူ့ကိုတိုက်ခိုက်နေတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေ PDF အဖွဲ့တွေကိုလက်နက်ကိုင်လမ်းစဉ်ကိုစွန့်ပြီးပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ရွေးကောက်ပွဲလမ်းကြောင်းတွေကနေတဆက်နိုင်ငံရေးဒီလန်နဲ့ဖြည့်ရှင်းဆောင်ရွက်နိုင်ဖို့ရင်းချင်ဆွေးနွေးမှုတွေကိုအမြဲကြိုဆိုလမ်းဖွင့်ပေးထားကြောင်းထပ်မံအသိပေးလိုက်တယ်လို့လည်းပြောဆိုပါရရှင်။ မန္တလေးတိုင်းနဲ့စကိုင်းတိုင်းတွေကကြေရွာတွေကိုမတ်လ29ရက်နေ့မှာစစ်ကောင်စီကဆက်တက်လေးထီတွေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့လို့ပြည်သူတအုပ်သိဆုံးပြီးတန်ခါတော်အပါအဝင်ဒေသခံပြည်သူတွေထိခိုက်ဒဏ်ရာရရှိခဲ့ကြကစာတင်ကြောင်းတဲ့လူနေအိမ်တွေပျက်စီးကုန်တယ်လို့ဒေသခံတွေစီကသိရပါဗယ်။မန္တလေးတိုင်းတောင်သာမြို့နယ်တွေကလှဲကုန်းမရွာစာတင်ကြောင်းကိုဆက်တက်လေးထီနဲ့ဘုံကိုလုံးကျဲချခဲ့လို့ကြေရွာစာတင်ကြောင်းဆောင်တွေနဲ့လူနေအိမ်တွေပျက်စီးသွားတယ်လို့တောင်သာမြို့နယ်လူလူလှုပ်ရှားမှုကော်မတီရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါဗယ်။ အဲ့လိုတိုက်ခိုက်မှုကြောင့်စာတင်ကျောင်းဆောင်နှစ်ဆောင်ထိခိုက်ပျက်စီးသွားပြီးလူနေအိမ်လေးလုံးထပ်မနေပျက်စီးခဲ့ရတယ်လို့သိရပါဗျ။တနေ့ထဲမှာပဲစကိုင်းတိုင်းဆက်လင်းကြီးမြို့နယ်ကထန်းပူကြီးရွာဖုံကြီးကျောင်းကိုစစ်တပ်ကစစ်တပ်လေထီနဲ့ဘုံကျဲချခဲ့လို့ဒေသခံပြည်သူတအုပ်သေးဆုံးပြီးတန်ငါတပါးပါဝင်ပြည်သူ၅အုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆက်လင်းကြီးမြို့နယ်လက်ပတောင်းတောင်ပင်မသပိတ်ကော်မတီဝင်တအုပ်ကပြောပါရယ် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးပြည်သူတွေအနေနဲ့တော်လိုင်းတပ်ဖွဲ့ကထုတ်ပြန်တဲ့လေကြောင်းရံသတိပေးထုတ်ပြန်ကြေညာချက်တွေကိုအဆောင်ကြီးလိုက်နာဖို့နဲ့ပြည်သူချင်းချင်းအချက်ပေးပြီးကြိုတင်ရှောင်ရှားနိုင်မယ့်အစီအစဉ်တွေကိုအရေးပေါ်ပြုလုပ်ဖို့ကိုလည်းတော်လိုင်းတပ်ဖွဲ့တွေကတိုက်တွန်းထားပါတယ်ရှင်ရှန်ကုန်းမင်းလေးလမ်းပိုင်းပဲခူးတိုင်းထဲမှာပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဗျူဟာ23ကတပ်ဖွဲ့ဝင်တွေမတ်လ29ရက်နေ့မှာစစ်ဆေးရေးဆောင်ရွက်နေတဲ့ရုပ်သံမှတ်တမ်းကိုအန်ယူဂျီကထုတ်ပြန်လာပါတယ်။ ပြီးတော့ပေါက်ခေါင်းအုပ်တွင်အမြန်လမ်းပိုင်းအတိုင်းမောင်းနှင်လာတဲ့စစ်ကားနှစ်စီးကိုဘော်ဒါကျေးရွာနဲ့ပေါ်လန်ကြီးကျေးရွာကြားအယောက်မတ်လ25ရက်နေ့ည10:00နာရီခွဲလောက်မှာမိသူကကွယ်ရေးတပ်တွေကတိုက်ခိုက်လို့အင်အား30လောက်ပါတဲ့စစ်ကားတစ်စီးကြောက်ထဲပြုတ်ကြပြီးစစ်သား9ယောက်သေဆုံးက12ယောက်လောက်ဒဏ်ရာရှိခဲ့တယ်လို့လည်းထုတ်ပြန်ပါတယ်။ ပြည်သူ့ကော်ရေးတပ်မတော်စစ်စင်ရေးနယ်မြေနှစ်တိုင်းစစ်ဌာနပဲခူးဘျူဟာ27တက်ခွဲ3ပြီးခိုင်တက်ရင်363ညနဲ့ကကြားဖြတ်တိုက်ခိုက်ခဲ့တာလို့သိရပါဗျာ။ မတ်လ26ရက်နေ့မနက်အစောပိုင်းကလည်းရန်ကုန်မန္တလေးအမြန်လန်128မိုင်မင်းရဲရဲစခန်းနဲ့124မိုင်နှစ်ရွင်ရဲစခန်းတို့ကိုပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်စင်ရေးနယ်မြေနှိမ့်တိုင်းစစ်ဌာနဘကိုဗျူဟာ22အမှတ်383တက်တရင်နဲ့အမှတ်3037တက်တရင်တို့ကတပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်ပြီးစစ်ကောင်စီဘက်ကတယောက်သေဆုံးခဲ့က၄ယောက်အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့လည်းထုတ်ပြန်ထားပါတယ်ရှင်။ ပြည်ပအလုတ်ကင်ရှာဖွေရေးအေဂျင်စီကိုတလမှာအလုတ်ခေါ်စာတစ်ခုအတွက်ပဲပို့ခွင့်ရှိသလိုပို့ဆောင်ခွင့်ရမယ်လို့ရေးလဲကန့်သက်ထားတဲ့အပေါ်ပြည်ပအလုတ်ကင်ရှာဖွေရေးအေဂျင်စီတွေအနေနဲ့အခက်အခဲတွေကြုံတွေ့နေရပါတယ်။ဝေဝေသတင်းပေးပို့ထားပါတယ်ရှင်။ပြည်ပနိုင်ငံတွေကိုအလုတ်သမားပို့ဆောင်ပေးနေတဲ့ပြည်ပအလုတ်ကင်ရှာဖွေရေးပုဂ္ဂလိကအေဂျင်စီတစ်ခုကိုတလမှာအလုတ်ခေါ်စာတစ်ကြိမ်သာတင်ပြရမှာဖြစ်ပြီး အလုတ်ခေါ်စာတစ်ခုအတွက်လည်းနိုင်ငံနဲ့လိုက်လူကြီးကန့်သက်ထားတယ်ပေါ့ပြည်ပအလုတ်ကန်ရှောက်ဖွေရေးအေဂျင်စီတွေအနေနဲ့အခက်အခဲတွေကြုံနေကြရပါတယ်စစ်ကောင်စီလက်အောက်ကအလုတ်သမားရေးဝန်ကြီးဌာနကထုတ်ပြန်လိုက်တဲ့ကန့်သက်ချက်တွေကဒီတစ်ခေါက်အဆိုအဝါဆုံးဖြစ်ကြောင်းမြန်မာပြည်ပအလုတ်ကန်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းချုပ် MOEAF ရဲ့အဖွဲ့ဝင်တယောက်ကလည်းပြောပါတယ်သူကစား DVB သတင်းတော့ကအတန်ဖတ်ကြားပေးထားပါတယ်ကျွန်တော်တို့တဒံအတော်ကြာပြီတခါမှအခုလိုကန့်သက်တာမရှိဘူး အခုဆိုရင်ထိုင်းကိုဆိုရင်အယောက်90လေတလောက်နော်ကုမ္ပဏီတစ်ခုကိုအယောက်90ပဲဂျပန်ကို15ယောက်စင်ကာပူကို9ယောက်ဒါမျိုးတွေကန့်သက်တာရှိတယ်ဒီကန့်သက်တာတွေကတော့တော်တော်စူးစူးဝါးပါပဲပြည်ပလုပ်ကန်ရှာဖွေလုပ်ငန်းတမိုင်းမှာတကားမှမရှိခဲ့ဘူးဒီလောက်အဆိုးဝါးဆုံးလည်းမဖြစ်ခဲ့ဘူးအေဂျင်စီတွေကတော့လုံးဝအဆင်ပြေစရာမရှိဘူးစစ်ကောင်စီလောက်ကန်အလုပ်သမားရေးဝန်ကြီးဌာနကနေမတ်လ25ရက်ကစပြီးအေဂျင်စီတွေရဲ့အလုပ်ခေါ်စာမှာ နိုင်ငံနဲ့အလိုက်ပြောင်းလဲတင်ပြရမယ့်လှုပ်သားရေထွက်တွေကတော့ထိုင်းနိုင်ငံကိုလူ90၊ဂျပန်နိုင်ငံကို15ရောက်၊ကိုရီးယားကို10ရောက်၊စင်ကာပူနိုင်ငံကို9ရောက်၊မလေးရှားနိုင်ငံကိုလူ20နဲ့လာအိုနဲ့တခြားနိုင်ငံတွေကိုတော့လူ10ဦးထပ်မပေါ်ရလို့သတ်မှတ်ကန့်သတ်လိုက်တာပဲဖြစ်ပါတယ်။ဒါပြင် agency တစ်ခုကိုလည်းတလာမှာ demand letter အလုပ်ခေါ်စာတစ်ကြိမ်သာတင်ပြရမှာပဲဖြစ်ပါတယ်။ဒီလိုပြောင်းလဲကန့်သတ်တာတွေပြင်ပြပထွက်အလုပ်လုပ်ကြိုင်မဲ့လို့တမားတွေကို စမကန်နဲ့ပြည်ပအလုပ်ကိုင်းအလုပ်သမားတပ်သေးကန်က OWIC လုတ်ပေးနေတာတွေကိုလည်းရုတ်တရက်ရက်တန့်လိုက်တာတွေကြောင့်အလုပ်သမားတွေလည်းနစ်နာဆုံးရှုံးရသလိုအလုပ်ကိုင်းရှောက်ဖွေရေးအေဂျင်စီတွေဘက်ကလည်းမျက်နာပြတ်နေရကြောင်းပြည်ပအလုပ်ကိုင်းရှောက်ဖွေရေးအေဂျင်စီတခုရဲ့တာဝန်ရှိသူကပြောပါတယ်အပေါ်အရှေ့အမားတွေကိုလိုက်ဖိုင်လိုက်ဖိုင်နဲ့ပြဿနာတက်သွားတာပေါ့နော်သူ့မားတာတွေကဒီမြန်မာတနိုင်ငံလုံးနေရာနေရာပေါင်းစုံပေါ့နော်နေရာပေါင်းစုံတောင်းပေါင်းစုံစီးပွားရေးပေါင်းစုံဟို ပေါင်းစုံမှာလူပေါင်းစုံရဲ့လူပေါင်းစုံမှာသူစက်တာပေါင်းစုံမှာဒုက္ခတွေရှိနေတာအဲ့ဒုက္ခတွေဆိုရအောင်အကုန်လုံးလိုက်ပေးလို့ဖြစ်နေတာပြဿနာကျန်နေတဲ့ group တွေရှိနေတယ်တော့ထွက်ခံပြီးသေးသေးစမကတ်မလို့ရသေးဘူး open net တန်းတိုင်းနဲ့ရှောက်တုံးတင်တတ်တုံးဒီကလေးတွေကိုသူကအရင်ချင်းရပါအဲ့ကလေးတွေကိုရှင်းပေးပါမယ်လို့သတင်းစာထဲမှာကြေညာပြီးသွားပြီဘုရက်တွေကိုအဲ့ကလေးတွေကိုလုံးဝဟိုထွက်ခွေကိုမကြသေးဘူးဘယ်နည်းခွဲရမလဲဆိုတာသူစမကတ်ဘယ်နည်းတော့မသိသေးဘူးအဲ့ကလေးဆိုတာမရှင်းသေးဘူးသတင်းစာမှာတော့အဲ့ဘယ်လိုရပြီ အကောင်တော့မေးအကောင်တော့မေးလက်မဲ့လေးစုံကလေးလည်းတော့ခါရရောက်ဘယ်နေမှမသိနောက်တတိယကိုလည်းဟိုဘက်ကဘယ်နေလာမလဲဆိုဒီတစ်ပတ်လာမပြောနိုင်ဘူးနောက်တစ်ပတ်လာမပြောနိုင်ဘယ်တော့လည်းပြောနိုင်တော့ဒီကလုတ်တဲ့လူကအကုန်ယူနေဖြစ်ပေါ့စစ်ကောင်စီလုတ်သွားရေးဝင်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေအရ2025ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့အထိပြည်ပလုတ်ကင်ရှောက်ဖွေရေးအေဂျင်စီ614ခုရှိပြီးယာယီပိတ်သိမ်းတဲ့အေဂျင်စီ၄ခုရှိကြောင်းသိရပါဗျ။ WIC ကကိုတော့ 2023ခုနှစ်မှာနှစ်သိန်းတထောင်ကျော်ထုတ်ပေးခဲ့ပြီး2024ခုနှစ်နိုဝင်ဘာလအထိမှာတော့တထိန်၈တောင်ကျော်ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်းလည်းသိရပါဗျ။ကျွန်မဝေပါဘိုလီးဗီးယားနိုင်ငံတဝါမှာမိုးသဲထန်စွာရွာသွန်းခဲ့ပြီးရေကြီးရေရှမ်းမှုတွေကြောင့်လူပေါင်း90ကျော်သေဆုံးခဲ့ပြီးတသိန်းကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီးတဲ့နောက်မတ်လ26ရက်နေ့ပုတ်ထုံးနေ့မှာဘိုလီးဗီးယားသမ္မတဟာအမျိုးသားအရေးပေါ်အခြေအနေကြီးညာလိုက်ပါတယ်။ မုံတိုင်းတိုင်ခံရတဲ့မျိုးပေါင်း209မျိုးနဲ့ပေးတဲ့တင်မိသားစုပေါင်း38,885 38, ရှိတယ်လို့ပြောကြပါတယ်ဘိုလီးဗီးယားနိုင်ငံရဲ့ဒေတာကိုခုစလုံးမှာမိုးသဲထန်စွာရွာသွန်းမှုတန်ကိုကြုံတွေ့ခဲ့ရပြီးဘဲနီခရိုင်ကိုသဘာဝပေးရတဲ့အခြေအနေကြီးညာထားကချူကီဆာကလာပတ်စ်နဲ့စန်တာခရုစ်ခရိုင်၃ခုတို့ကိုအရေးပေါ်အခြေအနေဖြစ်ထုတ်ပြန်ထားပါတယ်။ အရေးပေါ်အခြေအနေကြီးညာလိုက်တာကြောင့်အစိုးရကိုထောက်ပံ့ရေးပစ္စည်းတွေဝယ်ယူဖို့နဲ့အရေးမြင့်တွေကိုဖြန့်ကျက်ရအောင်မှလွယ်ကူချုံးမွေ့စီမှာဖြစ်ပါတယ်။အပြင်းထန်ဒုက္ခရောက်နေကြတဲ့ဒေသတွေစီကိုအကူအညီထောက်ပံ့တွေကိုအကူအညီဖြန့်ဝေပေးဖို့နိုင်ငံတော်မှထောင်ထဲချီတဲ့စစ်သားတွေကိုတက်ပြန်ထားပါတယ်။ ပုံမှန်အားဖြင့်ဖေဖော်ဝါရီလမှာထုတ်ပြန်လေးရှိတဲ့မြေရေရှမ်းမှုအတွက်လိမ္မော်ရောင်နဲ့အနီရောင်သတိပေးချက်အများပြားကိုအခုနှစ်မတ်လကထုတ်ပြန်ခဲ့ပြီးဧပြီလထိတက်တန်းထပ်တိုးခဲ့ကြောင်းဘိုလီးဗီးယားနိုင်ငံစီနန်ဟီမိုးလေဝသဌာနကပြောကြားခဲ့ပါတယ်ရှင်။ TV ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်